မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေစုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြားသခင်ပြင်ဆင်ပေးတဲ့အတွက်ယောမဩဝါဒစာခန်းကြီး၈အပိုင်းငယ်30ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ထို့သို့ခွဲကအမှတ်သားနှင့်တော်သူတို့ကို ခေါ်တော်မူ၏ခေါ်တော်မူသော သူတို့ကိုလည်းဖြောင်းမတ်ရာ၌တီးစေတော်မူ၏ ထို့သို့ တီစေတော်မူသော သူတို့ကိုလည်းချီးမြှောက်တော်မူ၏ဒီနေရာမှာ ကျွန်တော်သဘောကျတာလေးရှိပါတယ်အဲ့ဒါဘာလဲဆိုရင်ထို့သို့တီစေတော်မူသော သူတို့ကိုလည်းချီးမြှောက်တော်မူ၏ဆိုတဲ့စကားလေးဖြစ်ပါတယ်ဒီကျမ်းစာတွေကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဟာဘုရားသခင်ရဲ့ဝိညာဉ်တော်နဲ့အတူအသက်ရှင်ခွင့်ရတဲ့ဘုရားသားတွေဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြပို့ဆောင်ခြင်းခံရတဲ့ဆူတောင်းရင်တောင်မှ တန်ရှင်သောဝိညာဉ်တော်ကကူညီပေးတယ်ခတ်သိမ်းသောအရာတွေကလည်းကျွန်တော်တို့အတွက်တင်ကြီးတညွတ်တဲပြုစုပေးတယ်လို့ပြောပါတယ်။ဘာကြောင့်တန်ရှင်သောဝိညာဉ်တော်ရောဒီဖြစ်ပျက်နေတဲ့လောကအခြေအနေတွေအားလုံးဟာကျွန်တော်ကိုဘာလို့ပြုစုပေးတာလဲ။ဘာဖြစ်လို့ကျွန်တော်ကိုဝန်းရံနေတယ်လဲဆိုလို့ရှိရင်ကျွန်တော်ဟာဘုရားသခင်ရွေးကောက်ခန့်ထားတော်သူ ဖြစ်တော်ကြောင့်ဖြစ်တယ်လို့တွေ့ရပါတယ်။ဘုရားသခင်က ကျွန်တော်တို့ကို ယေရှုခရစ်တော်အားဖြင့်အပြစ်ခွင့်လွှတ်ခြင်းကို ခံစားစေပြီးမှ ကျွန်တော်တို့ကို ခွဲကပ်မှတ်သားတော်မူတယ်ခေါ်ထားတော်မူတယ်ဖြောင့်မတ်ရာ၌တည်စေတယ်ဒါကြောင့်ဘုရားသခင်ကနောက်ဆုံးကျွန်တော်တို့ကိုချီးမြှောက်တော်မူအောင်မှာဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့ရွေးကောက်ခြင်းခံရတဲ့သူတွေဘုရားသခင် ခေါ်ထားခြင်းခံရတဲ့သူတွေဘုရားသခင်ဖြောင့်မတ်စေပြီးသောသူတွေနောက်ဆုံးမှာ ဘုရားသခင်ချီးမြောက်တော်မူမဲ့သူတွေဆိုတာကို ကောင်းစွာသဘောပေါက်နားလည်ထားဖို့လိုပါတယ်။ဘုရားသခင်က ကျွန်တော်တို့အတွက်သားတော်ရင်ကိုပင်မနှမျောပဲပေးခဲ့ပြီးဒါကြောင့်မလို့ဂျန်တဲ့အရာတွေကိုလည်းမပေးဘဲမနေဘူးလို့ပြောပါတယ်။အရာခက်သိမ်းဟာကျွန်တော်တို့ကောင်းဖို့အတွက်ကျွန်တော်တို့အတွက်ကြီးပဲဘုရားသခင်က ပြင်ဆင်ထားတယ်လို့ပြောပါတယ်။ကျွန်တော်တို့ကိုချီးမြောက်ဖို့ကျွန်တော်တို့ကိုမြင့်တင်ဖို့ကျွန်တော်တို့ကိုကောင်းစားစေဖို့ရန်အတွက်သာ ဘုရားသခင်လှုပ်ထားတာဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ဘလို့မျိုးအခက်ခဲပြဿနာတွေရှိနေပါစေဘုရားသခင်ရဲ့မြစ်တာတော်နဲ့ကျွန်တော်တို့ကိုမကွဲမကွာဇေယုံသာမကအဲ့ဒီအခက်ခဲတွေကြားတွေတဲကနေကျွန်တော်တို့ရဲ့အောင်မြင်ခြင်းကိုလောကသားတွေကတွေ့ပြီးမှဘုရားဘုန်းတော်ထင်ရှားဖို့ရန်အတွက်ဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ဒီနေ့တို့ကပတ်တော်လာတဲ့အတိုင်းဆိုမိတ်ဆွေကိုဘုရားသခင်ကြီးမြောက်မှာအသေးချာပဲဖြစ်ပါတယ်။မိတ်ဆွေအတွက် ဘုရားသခင်ကအရာခတ်သိန်းကိုတင်ကြီးတညွတ်တဲပြုစုပေးနေတာဖြစ်ပါတယ်မိษွေကိုလမ်းပြဖို့ဝိညာဉ်တော်ကိုပေးထားပြီးပြီဖြစ်ပါတယ်မိษွေဆုတောင်းခြင်းအရာ၌ပင်ကူညီဖို့တရှင်တော်ဝိညာဉ်တော်ကရှိနေပြီးပြီဖြစ်ပါတယ်အရာခတ်သိန်းလို့ပြောရင်ကောင်းကင်ပေါ်မှာရှိသမျှအရာအားလုံးမြေကြီးပေါ်မှာရှိသမျှအရာအားလုံးမြေကြီးအောက်မှာရှိသမျှအရာအားလုံးဟာကျွန်တော်အတွက်ပဲဘုရားသခင်ပြင်ဆင်ထားတယ်လို့နားလည်စေချင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်နဲ့မိษွေအတွက် ဘုရားသခင်ကအရာအလုံးပြင်ဆင်ထားပြီးပြီမို့လို့ကျွန်တော်တို့ဟာဘယ်တော့မှအားငယ်စရာအကြောင်းမရှိဘူးဘုရားသခင်က ကျွန်တော်တို့ကိုချီးမြှောက်တော်မူမဲ့ဘုရားဖြစ်တယ်ဆိုတာကိုကောင်းကောင်းသဘောပေါက်နားလည်သိချင်ပါတယ်ဘုရားသခင်ကကျွန်တော်ကိုချီးမြှောက်တော်မူမဲ့မိတ်ဆွေကိုလည်းချီးမြှောက်တော်မူမဲ့ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုယ်တော်ကိုယေရှုတင်နေကျွန်တော်တို့ကိုချီးမြှောက်မယ်လို့ဂရုရှိတဲ့အတွက်ယေရှုတင်ပါတယ် ကျွန်တော်တို့ကိုချီးမြှောက်ဖို့ရန်ဘုရားသခင်ကအရာအားလုံးပြင်ဆင်ထားသောကြောင့်ကျေးဇူးတင်နေဘုရားသခင်ကျွန်တော်တို့ကိုချီးမြှောက်ပါကျွန်တော်တို့ကိုမြင့်တင်ပေးပါကျွန်တော်တို့ကိုသာ၍မြင့်သောအရက်ကိုပို့ဆောင်ပေးပါကျေးဇူးတင်နေတဲ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲထိုကဲ့သို့သောဂတိတော်နဲ့သက်ဆိုင်ကြောင်းကိုသိပြီးတော့ဝမ်းမြောက်ရှင်လန်းစေပါဘုရားသခင်ခေါ်ထားခြင်းဟာချီးမြှောက်ဖို့ဖြစ်တယ်ဆိုတာကိုသိစေပါကျေးဇူးတင်ရဲ့တနေ့တာကိုဆက်ကတ်တဲ့အခါ ်သခင်ယေရှုနာမ၌ဆက်ကအနံဆုတောင်းပါ၏အာမင်